မြေစိမပြည်သက်များအားလုံးပဲမင်္ဂလာပါဧပြီလ2ရက်နေ့ည9:00နာရီတမြေစိမဘရိုင်းတိုင်းမြေစိမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခန့်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ငလျင်ဘေးတင့်ဒေသတွေမှာခိုးမှုနဲ့တမျှမှုတွေမြင့်တက်နေတဲ့သတင်းငလျင်ဘေးကူညီမဲ့တရုတ်ထောက်ပံ့ပစ္စည်းတင်ရင်တန်းကို ပြစ်ခတ်ခဲ့တယ်လို့စစ်ကောင်စီဝန်ခံတဲ့သတင်းချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီလေတပ်ကဘုံကျဲတဲ့အကြောင်းနဲ့ ဗန်ကောက်မိုးမျောတိုက်ပြိုကျမှုကြောင့်တရုတ်ဆောက်လုပ်ရေးကုမ္ပဏီစစ်ဆေးခံနေရတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ငလင်ဘေးတင်ဒေသတွေမှာခိုးမှုနဲ့ဓားမြမှုတွေမြင့်တက်နေတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။အင်အားကြီးငလျင်ဘေးတံကိုရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့မန္တလေးနေပြည်တော်အပါအဝင်ဘေးတင့်မြို့နယ်တွေမှာ ပြုတ်ပြက်ပြီးလူမနေထိုင်နိုင်တဲ့နေအိမ်တွေအတွင်းဝင်ရောက်ပစ္စည်းခိုးယူတာနဲ့ကွင်းပြင်နေလမ်းတွေမှာနေထိုင်နေတဲ့အချိန်ဓမြတိုက်ခံရတာစတဲ့ရာဇဝတ်မှုတွေဖြစ်ပွားမှုမြင့်တက်လာတယ်လို့ဒေသခံတွေကမျိုးစီမာကိုပြောပါတယ်။အဲဒီလိုရာဇဝတ်မှုတွေကြောင့်ငလျင်ဘေးဒဏ်တင်လို့ဒုက္ခရောက်နေရသူတွေဟာစိုးရင်ကြောင်းကြမှုနဲ့ပူပန်မှုတွေဖြစ်ပေါ်နေရတယ်လို့သိရပါတယ်။ အာနာပိုင်တွေတာဝန်ရှိသူတွေအနေနဲ့လည်းအဲ့ဒီရာဇဝတ်မှုတွေအခုထက်ပိုမှုဆိုးဝါးမလာစေဖို့နဲ့မလိုလားအပ်တဲ့ပြဿနာတွေကြီးထွားမလာစေဖို့လုံခြုံရေးကိုထိထိရောက်ရောက်တာဝန်ယူဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ငလျင်ဘေးတင့်ပြည်သူတွေကတောင်းဆိုနေကြပါတယ်။ပလုံကောက်ခွက်ကောက်တန်တိုတန်စကောက်တဲ့သူတွေကအမှန်တကယ်ပလုံကောက်ခွက်ကောက်လူရန်းစားတွေမဟုတ်ဘဲအုပ်စုလိုက်ဖွဲ့ပြီးအိမ်ဒီမှာအမှုချင်းစီးသလိုအချမ်းဖတ်သလိုပုံစံမျိုးတွေအင်ရှင်တယောက်တည်းဆိုရင်ဒါကိုမပြောရတာမျိုးတွေကြုံတွေ့နေကြရတယ်။ ငလင်ကဘယ်ချိန်လှုပ်မယ်မသိဘူးအဲ့လိုဝင်ခိုးနေတော့ပြီတင်းအင်ရှင်မာလေးစိုးကြိုးတွေဖြစ်လာနိုင်တယ်လေလို့မန္တလေးငလင်ဘေးအတွင်းနေအိမ်ပြိုပြက်ခဲ့သူတူကမျက်စိမှောက်ပြောပါတယ် ဒါပြင်နေနေအလုံးပြိုကျပြက်စီးတာမဟုတ်ဘဲအကွဲရာတွေဖြစ်ပေါ်နေတဲ့အတွက်နေအိမ်တွင်းမနေထိုင်ဘဲရှောင်သိမ်းနေကြသူတွေဟာလည်းငလင်လှုပ်ခတ်မှုကြားကနေသူတို့အိမ်တွင်းကြံရှိနေတဲ့အဖိုးတန်ပစ္စည်းတွေကိုဝင်ရောက်ယူဆောင်ကြရမှာသူတို့ထက်လက်ဦးမှုရယူလို့အိမ်တွင်းဝင်ရောက်ခိုးယူသွားကြတဲ့အတွက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။မြေစီမာကဆက်သွဲမေးမြန်းခဲ့တဲ့မန္တလေးဒေသခံ၄ဦးဟာအဲ့လိုခိုးယူခံရမှုဓမြတိုက်မှုဖြစ်စဉ်တွေအမှန်တကယ်ဖြစ်ပွားနေတယ်လို့ပြောဆိုထားပါဗျ။ လူထုတက်ပြီးမြို့လယ်ကောင်ကြတဲ့နေရာတွေမှာဖြစ်ပွားမှုနည်းပေမဲ့လည်းမြို့အစွန်လူထုတက်မှုနည်းပါတဲ့နေရာတွေမှာဖြစ်ပွားမှုပုံမှုများပြားနေကြောင်းဆိုကြပါလေမန္တလေးမြို့နယ်အလားတူနေပြည်တော်မှာလည်းအဲ့လိုခိုးမှုဓမြမှုတွေဖြစ်ပေါ်လျက်ရှိနေတာပါနေပြည်တော်ဒဇင်6အဆောင်15မှာအမျိုးသမီးတဦးကိုဓမြတိုက်မှု ဖြစ်ပွားခဲ့ကြောင်းဖြစ်စဉ်ကိုသိရှိထားတဲ့နေပြည်တော်ဒေသခံတွေကမတ်လ31ရက်နေ့မှာလူမှုကွန်ရက်ပေါ်မျှဝေရေးသားထားကြပါတယ် ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမန္တလေးနဲ့စကိုင်းမြို့နီးဗဟိုပြုခဲ့တဲ့ Richter scale 9.9အဆင့်ရှိတဲ့အင်အားကြီးငလင်ကိုလူဦးရေ85သိန်းကျော်တိုက်ရိုက်ထိခိုက်ခံစားခဲ့ရကြောင်းအမျိုးသားညညရေးအစိုးရ NUG ကထုတ်ပြန်ထားပါရယ်ငလင်ကြောင့်တေဆုံးရတဲ့သူဟာ2919ဦးရှိပြီး4512ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့442ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့စစ်ကောင်စီက April 1ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါရယ်ခင်ဗျာ ငလင်းဘေးကူညီမဲ့တရုတ်ထောက်ပံ့ပစ္စည်းတင်ရင်တန်းကိုပိတ်ခတ်ခဲ့တယ်လို့စစ်ကောင်စီဝန်ခံတဲ့သတင်းနဲ့ဆက်ရအောင်ပါတရုတ်နိုင်ငံဘက်ကဝင်ရောက်လာတဲ့ငလင်းဘေးကူညီမဲ့ထောက်ပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ရင်ကိုစည်းပါရင်တန်းကိုနောင်ချိုမြို့နယ်အုံမတီကျေးရွာမှာဧပြီလ၁ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ကပိတ်ခတ်မှုလုပ်ဆောင်ခဲ့တာဟာမှန်ကန်ကြောင်းစစ်ကောင်စီသတင်းပြန်ကြားရေးဗိုလ်ချုပ်ဇော်မင်းထွန်းကဒီကနေ့ဧပြီလ၂ရက်နေ့မှာဝန်ခံပြောဆိုခဲ့ပါတယ် အဲ့ဒီရင်နှန်းဟာသူတို့ကိုတီပေးအကြောင်းကြားဝင်ရောက်လာတာမဟုတ်ကြောင်းနဲ့အုံမတီးရွာကိုဖျက်ဆီးတဲ့အချိန်စစ်ဆေးဖို့တားမြစ်ရာကနေရတနာမရှိတဲ့အတွက်ဖြစ်ခတ်ခဲ့တာလို့ဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်။အဲ့ဒီရင်နှန်းဟာမန္တလေးမြို့ကိုသွားတဲ့ရင်တန်းဖြစ်ပြီးစစ်ကောင်စီထံတရင်ပို့ပြီးမှထွက်ခွာလာတာလို့တောင်အောင်မြို့သားလွတ်မြောက်ရေးတပ် TLL ကဧပြီလ1ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံယူနန်ပြည်နယ်ကထွက်ခွာလာတဲ့အဲ့ဒီရင်နှန်းဟာမြန်မာနိုင်ငံကို ကွမ်းလုံနယ်စပ်ဂိတ်ကဝင်ရောက်လာတာဖြစ်ကြောင်း TLLA ပြောဝင်ရသူလွေးရီဦးကမျက်စိမှောက်ကိုပြောကြားထားပါတယ်။ဒါ့အပြင်ရင်နှန်းဖြတ်တန်းလာရလန်တလျှောက်ကလက်နက်ကင်တပ်ဖွဲ့တွေကိုလည်းအတိပေးအကြောင်းကြားပြီးမှဝင်ရောက်လာတာဖြစ်ကြောင်းလွေးရီဦးကဆိုပါတယ်။ ီကနေ့ဧပြီလ2ရက်နေ့မနက်ပိုင်းအထိအဲ့ဒီရင်တန်းဟာနောင်ချိုမြို့မှာရှိနေပြီးတရားလလီကစောင့်ရှောက်ထားပြီးတဲ့နောက်သူတို့သွားလို့ရနေရာကို ပို့ဆောင်ပေးနိုင်ရေးစီစဉ်ပေးမယ်လို့လွေးရီဦးကမျိုးစီမကိုပြောဆိုထားပါတယ်တရုတ်နိုင်ငံကြက်ချီနီအသင်းဟာမြန်မာနိုင်ငံကြက်ချီနီအသင်းကိုယွမ်ငွေ၁.၅တန်းအပြင်ရွက်ဖြင့်တဲအခု၃၀၀ ချီဆောင်တပတ်အထည်2000ခောက်ကရင်600နဲ့ဘေးဒဏ်သင့်မိသားစု2000သုံးနိုင်တဲ့မိသားစုအရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းတွေပေးအပ်ခဲ့ကြောင်းနဲ့ယူနန်ပြည်နယ်ကြက်ချေနေအသင်းဟာအလှငွေယွမ်း9300နဲ့ယွမ်း3တိန်တန်ဖိုးရှိတဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုစုဆောင်းနိုင်ခဲ့ပြီးတည်ယူပို့ဆောင်ရေးလုပ်ငန်းကိုအချိန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကဒီကနေ့မနက်အစောပိုင်းမှာထုတ်ပြန်ထားပါရခင်ဗျာ ပြစ်ရထားတဲ့အဖွဲ့တွေကိုဆက်လက်တိုက်ခိုက်မယ်လို့စစ်ကောင်းဆောင်တုံ့ပြန်တဲ့သတင်းကိုပြောပြပေးပါမယ်။ငလင်တန်တင့်ဒေသတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အပြစ်ခတ်ရက်စဲမှာဖြစ်ကြောင်းကြေညာထားတဲ့အဖွဲ့တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့စစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတုံ့ပြန်လိုက်ပါတယ်။ဧပြီလ၁ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ငလင်ဘေးတင့်ဒေသတွေနဲ့ပတ်သက်ပြီးအလူငွေပေးရလှူဒန်းပွဲမှာအပြစ်ရကြေညာချက်တွေအပေါ်စစ်ကောင်းဆောင်ကအဲ့လိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ တချို့တိုင်းသားလက်နက်ကိုင်ဖွဲ့တွေအနေနဲ့လက်ရှိမှာတိုက်ပွဲဖော်ဆောင်တာမရှိပေမဲ့လည်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ဖို့အတွက် စုဖွဲ့တာလေ့ကျင့်ပြင်ဆင်တာတွေလှုပ်ဆောင်နေကြတာကိုသိရှိကြောင်းစစ်ကောင်းဆောင်ကဆွဆွဲပါတယ်။အဲ့လိုဆောင်ရွက်တာဟာတိုက်ခိုက်ခြင်းဖြစ်တဲ့အတွက်စစ်ကောင်းစီတပ်အနေနဲ့လိုအပ်တဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်းအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်အပြည့်အစည်အဆုံးရှုံးကြီးမှပြီးလူသေဆုံးမှုတွေများပြနေတဲ့ကာလမှာစစ်ကောင်းဆောင်ကနိုင်ငံအတွင်းလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်။ငလင်လှုပ်ပြီးတရက်အကြာမတ်လ29ရက်နေ့မှာအမျိုးသားညွရီအစိုးရ NUG ကခုခံကာကွယ်စစ်ကလွဲလို့ထိုးစစ်အားလုံးကိုမတ်လ30ရက်ကနေဧပြီလ12ရက်နေ့အထိရပ်ဆိုင်းကြောင်းကြေညာထားပါတယ်။ ဒါ့အပြင်အရခတတ်တော် AA ကိုကန်တက် MMDA နဲ့တောင်မြို့သားလူမျိုးရေးတက်မတော် TLL ညီနောင်မဟာမိတ်သုံးဘွဲကလည်းစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာတွေမှာခုခံကာကွယ်တဲ့တုံ့ပြန်မှုတွေကလွဲလို့စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမပြုလုပ်ဘဲဧပြီလတလလုံးတဖက်သက်အဖြစ်ခတ်ရက်စဲကြောင်းဧပြီလ၁ရက်နေ့မှာထုတ်ပြန်ကြေညာထားကြပါရခင်ဗျာချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီလက်တက်ကဘုံကျဲတဲ့တဲ့ရင်ကိုပြောပြပေးပါမယ် ချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီလေတပ်ကမနေ့ကဧပြီလ1ရက်ညနေ6:25မိနစ်နဲ့ည10:00နာရီခွဲချိန်တွေမှာ ပေါင်900ဘုံးနေနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေတာတွင်အဖွဲ့အစည်းတွေစီကတရားပါတယ်။စကိုင်းနယ်မန္တလေးမြို့နီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်ပျက်စီးဆုံးရှုံးမှုများပြားပြီးကယ်ဆယ်ရေးတွေအထူးလှုပ်ဆောင်ဖို့လိုအပ်နေချိန်မှာစစ်ကောင်စီကချင်းပြည်နယ်ကိုဘုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လူတွေမရှိလို့ထိခိုက်မှုမရှိပါဘူးအဆောက်အဦတချို့နဲ့နေတချို့ပျက်စီးပါတယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံဆလိုင်းယောမန်ကမျက်စိမှောက်ကိုပြောပါတယ်မင်းတပ်မြို့ကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ရမှာလူတွေထိခိုက်မှုမရှိပေမဲ့လည်းမြို့ပေါ်နေပြည်သူတွေအနေနဲ့လေကြောင်းအန်ရီကိုအထူးတတိထားကြဖို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတရင်ထုတ်ပြန်ထားပါတယ် ငလင်ကြောင့်ပြည်သူတွေဒုက္ခနဲ့ရင်ဆိုင်နေရချိန်မှာသူတို့အာဏာတည်မြဲရေးအတွက်စစ်ကောင်စီကဘယ်ကိစ္စမဆိုလှုပ်ဆောင်သွားဖို့စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ်စီဦးစီချုပ်စလိုင်းထန်ချွန်းဖေကမျက်စိမှောက်ပြောထားပါတယ်။ မင်းတပ်မျိုးကစစ်ကောင်စီတပ်ဖွဲ့တွေကိုချင်းညင်အောင်စစ်ဆင်ရေးအမည်နဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးဒီဇင်ဘာလ22ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကလေကြောင်းကနေမကြာခဏလာရောက်တိုက်ခိုက်မှုပြုလုပ်နေတာဖြစ်တယ်လို့စစ်ရေးသတင်းမြင့်တွေစီကတရားဝါတယ်ချင်းပြည်နယ်ကံပတ်လက်မြို့နယ်ကိုလည်းစစ်ကောင်စီကဧပြီလ၁ရက်နေ့မနက်၁၀နာရီခန့်မှာဂျက်ဖိုက်တာနဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။ ကံပတ်လက်မျိုးနဲ့လွန်လုံရွာချားကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးဆက်သွယ်ရေးအခက်အခဲကြောင့်ထိခိုက်ဒေဆုံးမှုကိုမသိရှိရသေးဘူးလို့စီရီတရင်မြေကပြောပါတယ်။မတ်လ28ရက်နေ့ကနေဧပြီလ1ရက်နေ့ထိ၄ရက်တာကာလအတွင်းစစ်ကောင်စီကငလင်တန်းပြင်းထန်စွာခံထားရတဲ့သခိုင်းတိုင်း6ဦးမြို့နယ်နဲ့မန္တလေးတိုင်း7ဦးမြို့နယ်အပါအဝင် နေရာ17နေရာကိုလေကြောင်းတိုက်ခိုက်မှု32ကြိမ်ပြုလုပ်ခဲ့ရမှာအရသာ90ဦးထက်မနည်းသေဆုံးပြီး49ဦးခန့်ဒဏ်ရာရရှိထားတယ်လို့ အမျိုးသားတိုင်ပင်ခံကောင်စီ NUCC ကဒီကနေ့ဧပြီလ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်ဗန်ကောက်မူးမြော်တိုက်ပြိုကျမှုကြောင့်တရုတ်ဆော့လိုရေးကုမ္ပဏီစစ်ဆေးခံရတဲ့သတင်းကိုမြစည်းမဝိုင်းတော်သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းနိုင်ငံနဲ့အိန္ဒိယမြန်မာနိုင်ငံမှာလူပေါင်းထောင်ချီတည်ဆောင်းခဲ့တဲ့ငလျင်လောက်ခတ်မှုအတွင် ဘန်ကောက်မှာရှိတဲ့မိုးမျောတိုက်ပြိုကျမှုနဲ့ပတ်သက်လို့တရုတ်ဆောက်လုပ်ရေးကုမ္ပဏီကမေခွန်းထုတ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ထိုင်းဆိုရယုံနေအတွက်တည်ဆောက်နေတဲ့ဆောက်လက်စာအထက်30ပါတာဝါကမြမငတ်နေအကြောင်းစက္ကန့်ပိုင်းအတွက်မှာအပြက်စီးပုံဖြစ်သွားခဲ့ပြီးဧပြီလ2ရက်နေ့အထိဆင်းရဲနေရလူပေါင်း73ဦးထပ်မံတေဆုံးက9ဦးတန်ရာရရှိထားပါတယ်။လူ90ဦးလောက်လည်းဆက်လက်ပိတ်မိနေဆဲဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်က ဘယ်နေရာမှာအမှားရွေးဖြစ်ခဲ့တယ်ဆိုတာကိုစုံစမ်းမှုလိုအပ်ပါတယ်လို့ပြောကြားခဲ့ပြီးစောင်းလုံရင်လုပ်ငန်းခွင်မှာရှိတဲ့ပစ္စည်းတွေနဲ့ဘေးကင်းရေးဆန်နှုန်းတွေကိုစုံစမ်းစစ်ဆေးဖို့ညွှန်ကြားခဲ့ပါတယ်။ဘန်ကောက်မှာရှိတဲ့လူစီကားတဲ့ခြားတူးချက်ဈေးအနီမှာပြိုကျသွားတဲ့အဲ့ဒီအဆောင်ကကမ္ဘာအကြီးဆုံးစောင်းလုံရင်နဲ့အင်ဂျင်နီယာကန်ထရိုက်တာတွေထဲကတစ်ခုဖြစ်တဲ့ China Railway Group CRIC ရဲ့လောင်းမှာရှိတဲ့တရုတ်မိရထားအမှတ်30အင်ဂျင်နီယာဌာနထိုင်းယုံခွဲနဲ့အတူအကောင့်ထဲပေါ်နေတဲ့ပူးတွဲ project တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာအသုံးပြုနေတဲ့တမ်မဏီချောင်းတွေကိုဆန်းသက်ကြည့်ရမှာတချို့ကအရေးသွေးမပြည့်မီကြောင်တွေးရှိခဲ့ရတယ်လို့ထိုင်းပေကင်းလုံခြုံရေးတာဝန်ရှိသူတွေကမတ်လ31ရက်နေ့မှာပြောကြားခဲ့ပါတယ်။စက်မှုဝင်ကြီးအာကန်နက်ဘရွန်ဖန်ကစုံစမ်းစစ်ဆေးဖို့ကော်မတီတရက်ဖွဲ့စည်းမှဖြစ်ကြောင်းနဲ့တမ်မဏီတင်သွင်းသူတစ်ဖွဲ့မှဒီဇင်ဘာလကဘေကင်းရေးဆန်းသက်မှုမအောင်မြင်ခဲ့တာကြောင့်သူ့ရဲ့လိုင်းစင်ကိုရုတ်သိမ်းသွားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒီဇိုင်းကိုစစ်ဆေးကြည့်ရမယ်။အစောပိုင်းမှာသူတို့အတွက်ချက်ပုံဒီဇိုင်းဆွဲပုံတွေကိုပေါ့ ပြီးတော့ကန်ဆယ်ရေးလုပ်ရင်းနဲ့တစ်ချိန်ထဲမှာအထောက်အထားတွေကိုစုဆောင်းရမယ်လို့မျိုးပြအင်ဂျင်နီယာပါမောက်ကစုချက်ဝေကသတင်းပတ်ကောင်မှသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။စီမံကိန်းအတွက်ဒေတာခန့်မိတ်ဖက်ဖြစ်တဲ့ Italian Time ဆောက်လုပ်ရေးကုမ္ပဏီ ITD ကငလျင်တန်တင်သူတွေအတွက်ဝန်ထဲကြောင့်မတ်လ31ရက်နေ့မှာပြောကြားခဲ့ပေမဲ့ဒီဖြစ်ရကြောင်းသူ့ရဲ့တခြား project တွေကိုထိခိုက်မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းဆိုပါတယ်။တရုတ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းကြီး CREC ကနိုင်ငံနဲ့ဒေတာပေါင်း90ကျော်မှာ project တွေဖော်ဆောင်နေကကမ္ဘာအကြီးဆုံးစားလို့ရင်းနဲ့ engineer contractor တွေကတခု ဖြစ်တယ်လို့သူ့ရဲ့ website မှာဖော်ပြထားပါတယ်။ CIEC နဲ့သူ့ရဲ့လုပ်ငန်းအခွဲ့အရေးနဲ့ပတ်သက်လို့လူသေဆုံးမှုပြည်ရတွေမှာဘန်ကားမြို့ကမိုးမျှော်တိုက်ပျိုးကြမှုကပထမဆုံးမဟုတ်ပါဘူး။ဆာဗီယာနိုင်ငံမှာပြည်ခဲ့တဲ့နိုဖမာလာက CIEC လုပ်ငန်းခွဲတွေကတိစောက်တဲ့ပူရာယုံတစ်ခုအမိုးပြကြမှုကြောင့်လူဆယ်လေးဦးသေဆုံးခဲ့ရပြီးဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှာအရေးအသွေးမပြည့်မီတဲ့ပစ္စည်းတွေနဲ့ဆောက်လုပ်နေတယ်လို့ဆွဆွဲမှုတွေရှိနေပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4410ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1565ချက်ပြင်ပပေါ့စေ3264ချက်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1287.68ချက်ပြင်ပပေါ့စေ4946ချက်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ61.92ချက်ပြင်ပပေါ့စေ129.14ချက် မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်481.24%၊ပြင်ပပေါက်စဉ်993.00%ပေါက်စဉ်ရှိပါတယ်။ပေါ်ပြပံငွေလက်လက်နှုန်းတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တယ်တင်းတတ်မှတ်စဉ်56.1000%၊ပြင်ပပေါက်စဉ်80.3000%၊15ပဲတစ်ချပ်သားကိုရွှေကုန်တယ်တင်းတတ်မှတ်စဉ် 52သိန်း9395ကျပ်ပြင်ပပေါက်ဈေး66သိန်း1000ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စင်းတွေကတော့ဒီဇယ်1လီတာကို2580ကျပ်ပရီမီယံဒီဇယ်1လီတာကို3190ကျပ်အော်ဒိတ်92လီတာကို3000ကျပ် အောက်တိတ်95လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6855ကျပ်၊ပြင်ပပေါက်ဈေး1000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျိုးစီမပရိုင်တိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ